ဟယ်လိုမင်္ဂလာပါတို့သမီးရေဒီချက်ရေ grade 2သင်ကြားတန်းနေ့ရနေ့ပြန်နေကြိုဆိုလိုက်ပါတယ်ဒီကျေတို့ဒီနေ့မှာတော့အာအခန်း3ရေအပေါင်းသင်ခန်းစာ date ကလေးကိုဆက်သွားကြမယ်ဒီနေ့ကတော့ဆောင်းမျက်နှာ15ကိုသွားကြမယ်နော်အရှိရဗီဒီယိုမှာတော့ဒီကျေတို့တွေကအာတရားတွင်းမှာရှိတဲ့ဂဏန်းနှလုံးပါတဲ့ဂိမ်းကိုဂဏန်းနှလုံးပါတဲ့ဂိမ်းနဲ့ပေါင်းတယ်နော်ဂိမ်းပြောင်းဖွင့်မှုမပါဘူးပြီးတော့ဂဏန်းနှလုံးပါတဲ့ဂိမ်းနဲ့ဂဏန်းတစ်လုံးပါတဲ့ဂိမ်းကိုပေါင်းခဲ့ကြတယ် Okay ဒီနေ့လေတရားအတွင်းမှာရှိတဲ့ဂဏန်းနှလုံးပါတဲ့ဂိမ်းကိုဂဏန်းနှလုံးပါတဲ့ဂိမ်းနဲ့ တွေပေါင်းစားမယ်ဘယ်လိုထူးခြားချက်တွေရှိလဲဆိုတာကိုဒီကျေတို့ဖော်ထုတ်ကြမယ်နော်ကဲ let's go ကဲဒါတို့တမလို့ကြီးဖက်ဆောင်ပြီးထုတ်ပေးပါရှင့်အဲ့တော့မင်းတို့ကဗာလိလဲဆိုရင်ဥပမာပုံစံလေးပေါ့နော်နံပါတ်3ကြည့်အောင်ပုံစံလေးဖတ်ကြည့်မယ်နော်စာတင်ငန်းတခန်းမှာမိန်းကလေး38ယောက်နဲ့ယောက်ျားလေး28ယောက်ရှိတယ်ကလေးအလုံးဘယ်လောက်ရှိတယ်လဲအဲ့တော့ဒါတို့တို့မျိုးရင်စာတင်ငန်းတစ်ခန်းမှာမိန်းကလေးကဘယ်နှယောက်ရှိတာရော 38ရောက်ကျောက်သားလေးရဲ့ဘယ်နှယောက်ရှိတာတော့28ရောက်စုစုပေါင်းကလေးအလုံးဘယ်လောက်ရှိလဲဆိုတာသိချင်ရင် main ကလေးအရေးအတွက်နဲ့ယောက်ျားလေးအရေးအတွက်ဒီချေတို့က attitude ထားလိုက်ရမယ် attitude ထားတာကိုဒီချေတို့က grade 1မှာပေါင်းခြင်းလို့တင်ခဲ့ပါတယ်အဲ့တော့38နဲ့28နဲ့တို့တွေဘာလုပ်လဲရမှာလဲပေါင်းရအောင်အဲ့ဒါကြောင့်ညီညာချင်းရေးပါမယ်ရှင့်အဲ့တော့ရေးလိုက်ပါ38အပေါင်း28အဲ့ဆိုဒီချေညီညာချင်းလေးဖတ်ပြပေးပါလား 38အပေါင်း28အနီးဘလောက်လဲဟုတ်ပြီနော်โอเคအဲ့တော့တို့တွေအကွက်လေးတွေသုံးကြည့်ကြအောင်မဟိအဲ့တော့38ဆိုတော့ဒီခြေရ10အုပ်စု3စုနဲ့ခုနှစ်ခု28ဆိုတော့10အုပ်စု2စုနဲ့8ခုအဲ့ဒီမှာခုနှစ်နဲ့ရှင်းနေတော့ဒီခြေတို့အတူတူထားလိုက်ကြရအောင်အတူတူထားလိုက်တော့တအားလို့တမျိုးရေဒီမှာကခြေရ10ခုပြည်တိုင်းပြည်တိုင်းမှာ10အုပ်စုလုံးမယ်ဒီနော် 1နဲ့3 4 5 6 8 9 10ဟဲ့10ခုပြေပါဆိုတော့ဒီကျဲရက်10ဟုစုတစ်ခုလုပ်လိုက်တာပေါ့အောက်မှာက1နဲ့3 4 5ဟုတ်ပြီ1နဲ့3 4 5โอเคဒီဘက်က10ဟုစုတွေကိုပေါင်းကြမယ်1နဲ့3 4 5အဲ့တော့အတူတူရေးလိုက်ပြီဒါတွေကိုအတူတူထားလိုက်တဲ့နေရာထဲမှာ1နဲ့3 4 5ဟုတ်ပြီအဲ့တော့ဒါလို့တမလို့ရင်ဒီမှာလေခုဘက်မှာလေ10ဟုစုကြီးပါနေတယ်ဘယ်လိုလုပ်မလဲ အဲ့ဒီ30အုပ်စုကို30အုပ်စုကသူ့နေရာကအရှိမဖြစ်ပါတယ်အဲ့တော့ဒီဘက်ကမှဒီဘက်မှသူနေလို့မရတော့ဘူးဟာငါဒီဘက်မှနေလို့မရတော့ဘူးငါအိမ်ငါသွားမယ်အာနင်းတို့ရှိမှနေရတာကြက်တယ်ဆိုပြီးတော့သူကသူ့အိမ်သူအာသွားလိုက်မှရမယ်ဒါမှမဟုတ်ရှင်သူမသွားလို့လည်းမရဘူးဒီချေတို့ကတွန့်ထုံမှရမယ်ဒီချေတို့လည်းကြက်တယ်လေနော်ဟုတ်ပြီအဲ့တော့ဒီချေတို့ကအဲ့ဒါလေးကိုဒီချေတို့က10ဘက်ကိုတူရီကပို့လိုက်ရပါရဲ့ရှင် ဟုတ်ပြီเนาะโอเคကဲအဲ့ရလေးတို့တွေတက်ကြည့်ကြရအောင်เนาะအဲ့တော့ download ဘလို့တော့မယ်စဉ်းစားကြည့်ကြရအောင်နေရာချပြပါပြီ39နဲ့28နဲ့ပေါင်းမယ်28နဲ့28နဲ့ပေါင်းတော့ဘလောက်ရမလဲကြီးရလေးကိုစိတ်ထဲမှာမှတ်ကြည့်လိုက်เนาะကြီးရလေးကိုစိတ်ထဲမှာမှတ်တော့ရှစ်ကိုစိတ်ထဲမှာမယ်လက်ခံနဲ့ကြောင်း1000ပြီးရော90 71 73 74 55ဘလောက်ရတဲ့လဲအမ်15 15ဆိုတော့15ဆိုတော့ဘလို့လုပ်မယ်ကြည့် 15ဆိုတော့တချေတို့ရေးရမှာကခုနေရာမှာခုပဲရေးရမယ်အဲ့ဒါကြောင့်ခုနေရာမှာ9ရေးပြီးတော့10ဖြစ်သွားတဲ့တကို10ဘက်ကိုတချေတို့ကပို့လိုက်ရပါမယ်နော်အဲ့ခါကျတော့မှ3နဲ့1နဲ့ပေါင်းလိုက်တော့9 9နဲ့1နဲ့ပေါင်းလိုက်တော့6အဲ့ဒါကြောင့်30အုပ်စု6စုနဲ့9ခုပါရှင်1 2 3 4 5တရားဟာလျာတီကိုလာမယ်ဆိုတော့6ဒီဘက်မှာက9ခုကျန်ပါမယ်အဲ့တော့6 9 63 5ကဲအဲ့တော့လေ့လာကြည့်ရအောင်ဟိ เนาะဘယ်လိုတွေ့ရလဲဆိုတော့တို့ကြီးမယ်အဆင့်1ရင်နိုင်မယ်ခုခုကနိုင်နဲ့ဆယ်ကနိုင်တွေကိုနေရာချမယ်အဆင့်1ခုခုချင်းပေါင်ပါပြီခုခုချင်းပေါင်လိုက်တော့ခုနှစ်ရှင်းနဲ့ပေါင်လိုက်တော့ငါအဲ့ဒါကိုတစ်စစ်ချစ်စီရင်းနည်းနဲ့ပေါင်လိုက်ရတယ်เนาะခုနှစ်ရှင်းနဲ့ပေါင်တဲ့အခါမှာ ရှစ်က30ဖြစ်ဖို့အတွက်နှစ်လိုပါတယ်ခုနှစ်ထက်ကနှစ်ပေးလိုက်အဲ့တော့ခုနှစ်ကနှစ်နဲ့5ဖြစ်အောင်ခွဲလိုက်တယ်ရှစ်နဲ့နှစ်က30 30ရဲ့5ရဲ့ဆိုတော့15ဒါတော့ဒီချက်ကတော့ဒီချက်ရဲ့ဒီ online class တွေမှာဆိုရင်ကလေးတွေကိုသင်နေနေပေါ့နော်အဲ့ဒီအနေနဲ့ဒီချက်ကသင်ပါတယ်အဲ့တော့35ရောက်သွားပြီဆိုတော့ခုနေရာမှာ5ကိုရေးဒီ10ကနေတက်ကလေးကို10နေရာကိုပို့လိုက်ပါတယ်ရှင်အဲ့တော့5ရေး10လိုက်ဆိုကြည့်ပါဦး5ရေး10 ်ဟုတ်ပြီအဲ့တော့ဆယ်နေရာမှာတကယ်တော့ကနန်း၃လုံးဖြစ်သွားပါပြီရှင်တရေ၃ရေ၂ရေဖြစ်သွားပါပြီအဲ့တော့ဆယ်ဆယ်ချင်းပေါက်မယ်ဆိုတော့အဲ့ဒီတရေ၃ရေ၂ရေကိုပေါင်းလိုက်ရပါမယ်တနဲ့၃နဲ့ပေါင်းလိုက်တော့၄၄နဲ့၂နဲ့ပေါင်းလိုက်တော့6ဖြစ်ပါတယ်အဲ့ဒါက6 5 65အဲ့တော့ညီမချင်းကြည့်ရအောင်38အပေါင်း28အနီးဘယ်လောက်လဲ နာအဲ့တော့ဒီကျေတို့တွေကလေခုနေရာမှာပေါင်းတဲ့ခုချင်းချင်းပေါင်းလိုက်လို့ပေါင်းလက်က30ကျော်သွားပြီဆိုရင်10နေရာကိုပို့ရပါမယ်နော်အဲ့လိုဖြစ်စဉ်ကိုဂိမ်းပြောင်းဖွဲ့ခြင်းလို့ခေါ်ပါတယ်ဂိမ်းကခုနေရာကဂိမ်းနေကအတူတူပေါင်းဖွဲ့လိုက်ပြီးတော့30အဖြစ်ကို10အဖြစ်ကိုရောင်းသွားတယ်နော်ဟုတ်ပြီနော်အဲ့ဒီလိုမျိုးတင်ရတဲ့ကိစ္စလေးတွေကိုဒီကျေတို့အခုတွက်ကြမှာဖြစ်ပါတယ်โอเคအဲ့တော့တအားတို့တို့ရဲ့အတန်းနဲ့မှာကလေးအားလုံးဘယ်နှယောက်ရှိတက်လဲ65ရရနော် ဟုတ်ပါပြီရှင့်နံပါတ်၄ကိုဖတ်ကြအောင်ဒီမှာတွက်ကြည့်ကြရအောင်29အပေါင်း48ကိုဒေါင်းလိုက်တွက်ပါတဲ့29 48ဒေါင်းလိုက်နေရာချပါမယ်ကိုနေရှင်နဲ့ပေါင်းလိုက်ကြရအောင်ကိုနေရှင်နဲ့ပေါင်းမှုအတွက်ကိုကိုစိတ်ထဲမှာနဲ့လက်ရှိချောင်းထောင်းလက်ရှိချောင်းထောင်းကိုက30ဖြစ်ဖို့အတွက်ဘလောက်လိုလဲတစ်လိုတော့တစ်ပေးလိုက်ဘလောက်တန်လဲခွနှစ်အဲ့တော့30ရဲ့ခွနှစ်ရဲ့ဆိုတော့30ခွနှစ်ခွနှစ်ရေးပြီးဗာတင်ပါလဲတစ်ကျင်ပါမယ်ပေါ့ ်ပြီးသားရေเนาะ10နဲ့2နဲ့ပေါင်းတော့3 3နဲ့4နဲ့ပေါင်းလိုက်တော့9ပါပဲရှင်အဲ့တော့9 9 89ဒီအဖြေလေးထိုးရအောင်ဟိအာရီအာတဝေထိုးပါတော့ရေရေဖြည်းအဖြေပုံမှန်တစ်ခုဂျာဘက်လောက်နဲ့89ကြာပြီเนาะဟုတ်ပါပြီရှင်အဲ့ဆိုရင်ဒီချေတို့လေ့ကျင့်ခန်း9ကိုတက်လိုက်ကြရအောင်เนาะလေ့ကျင့်ခန်း9မင်းတို့ ရဲတင်ကြတွက်တဲ့ဆောင်မှာတွက်ပါမယ်ဒီချဲလေး၄ချောင်းမြင်းနဲ့မှာတွက်ပြပါအောင်မယ်ဘာဖြစ်လို့လဲဆိုတော့တင်နာလေးကိုဒီချဲကပြပြပေးခြင်းမို့ပါနော် okay အဲ့တော့မင်းတို့ရဲတင်ကြတွက်တဲ့ဆောင်လေးကိုထုတ်၄ချောင်းမြင်းဆောင်လေးကိုထုတ်မယ်ဒီတော့ရင်ဒီချက်နဲ့ attitude မြင်တောင်းလိုက်ကြရအောင်ဟိဒါလေးကမင်းတို့ရဲ့ဘေးမြင်လေးပါ okay အလေကောင်မှမြင်နှကြောင်းတာပါပြီ yes အဲ့တော့ sorry ပါ okay အဲ့ဆိုသူတွေကနံပါတ်တက်ပါပြီဒါတို့တို့မျိုးရင်ဘယ်လောက်လဲ ငါပုံမှာတာကြည့်ဒီကောလေးကိုကြာရအောင်ငါပုံမှာကာကြည့်ဒီကူရအောင်16အပေါင်း25နေရာချပါမယ်ဒီကြောင်ကြော်ပြီးနေရာချမယ်အဲ့တော့16 16ပြီးတော့25 25 yes အဲ့တော့ဘာလုံးပါလဲဆိုရင်မြင်းပိတ်ပါမယ်အပေါင်းလက္ခဏာထည့်ပါပြီရှင့် โอเคအဲ့ဒီတော့ပေါင်းနေရာထပြီးပြီဆိုတော့ခုခုချင်းပေါင်းပါမယ်ခုခုချင်းပေါင်းမှုအတွက်6နဲ့5နဲ့ပေါင်းမယ်နင်တို့တွေကသမယိုးကြနေအတိုင်းနဲ့ပေါင်းလို့ရတယ်လို့30ဖြစ်စေအောင်လုပ်တဲ့နည်းငယ်နဲ့ပေါင်းလို့ရပါတယ်6နဲ့5နဲ့ပေါင်းမယ်6ကိုစိတ်ထဲမှာပေါင်းမယ်5000 6000ပြီးတော့9ရှေ9 30 17အဲ့ဒီလိုလဲပေါင်းလို့ရတယ်လို့ဒီချက်က6နဲ့5နဲ့ပေါင်းပါမယ်6ကဘယ်လောက်လို့တက်လဲ ထောက်နဲ့ငါးနဲ့ပေါင်းဖို့အတွက်ချက်လက်ငါးချောင်းထောင်းလိုက်ပြီး၆က30ဖြစ်ဖို့အတွက်ဘယ်လောက်လိုလဲ၄လိုတဲ့ဒီချက်၄ပြလိုက်ပါလို့ရှင်၄ဆိုတော့30ဖြစ်သွားပြီ30ရဲ့1ရဲ့ဆိုတော့30အဲ့တော့တရေးတက်တင်ပါမယ်တင်လိုက်တဲ့တက်ကလေးဒီချက်ဒီအနီမြင်းပေါ်မှာတေးသေးလေးရေးတယ်နော်နည်းနည်းလေး size လေးကိုတေးလိုက်ပါပြီးရင်မြင်းဆောင်လေးပြန်လိုက်ပါမယ်ရှင် โอเคအဲ့တော့7မှာကနန်း3လုံးဖြစ်သွားပါပြီ1ရက်1ရက်2နဲ့1နဲ့ပေါင်းလိုက်တော့2နဲ့2နဲ့ပေါင်းလိုက်တော့4အဲ့တော့အဖြေကဘယ်လောက်လဲ41 41โอเคအဖြေလေးထိုးရအောင်အာရအသဝေထိုးဖောက်ထိုးရရေးဖြေအဖြေပုံမှန်နှစ်ခုချပါမယ်41 41ပါရှင့်ဟုတ်ပါပြီပြီးတော့ cross out လေးချလိုက်ပါနော်โอเคအဲ့ဆိုရင်ဒီမှာခောက်ခွေတွေ့ကြရအောင်ဟိ အဲ့တော့ဒီချက်တို့အရှိကဗီဒီယိုမှာ ਨੇ မတူတာဘာပါလဲဆိုရင်အခုလိုမျိုးတင်တာလေးပေါ့နော်ခုနီးရနေဒီရောမှာအာမျိုးနွယ်ပြောင်းပြီးတော့မှာဆယ်ဘက်ကိုရောက်သွားတဲ့ခါလေးတခုဒိုးလာပါတယ်နော်ဟုတ်ပြီအဲ့ဆိုရင်နမခောက်ခွေတကြမယ်ဟိနမခောက်ခွေက45အပေါင်း48ဟုတ်ပြီအဲ့တော့နေရာချပြီ45နဲ့48နဲ့နေရာချပါပြီရှင် ပေါင်းပါမယ်ခုခုချင်းပေါင်းမယ်9နဲ့9နဲ့ပေါင်းလိုက်တော့9နဲ့9နဲ့ပေါင်းလိုက်တော့ခဏကိုစိတ်ထဲမှာပဲ9ကြောင်းတောင်းခဏပြီးတော့8 9 10 11 12 12ဆိုတော့နေရီတက်တင်ပါပြီရှင်တခါလဲလုံးမယ်နော်ပြီးသွားရင်1နဲ့4နဲ့ပေါင်းလိုက်တော့9 9နဲ့4နဲ့ပေါင်းလိုက်တော့9နဲ့4နဲ့ပေါင်းလိုက်တော့โอ้ဖြစ်ပါတယ်ရှင်โอเคရေးလိုက်ပါဟိကိုအဲ့တော့အဖြေထိုးပါပြီအာရေအသဝေတို့ကောက်တို့ရေးရေးဖြေအဖြေဘယ်လောက်လဲ90နှစ် 9နဲ့92ပါရှင့်ရမယ်နော်အဲ့တော့ပြီးသားရင်ဒီကျေကို cross out ချပေးပါခုပါတော့ကိုတွက်ကြည့်ခြင်းတဲ့သူတွေကဒီကျေဗီဒီယိုလေးကိုရက်ပြီးတော့အဲကငငနဲ့ကကြီးလေးကိုတွက်ပေးပါပြီးသားရင်နော်ဒီကျေဗီဒီယိုလေးကို play ပြန်နှိပ်ပြီးတော့မှအဖြေလေးတိုက်ပေးပါနော်ဟုတ်ပြီအဲဆိုရင်ဒီကျေကတော့အဲဒီကျေဗီဒီယိုလေးကိုခုပါတော့တွက်ကြည့်ခြင်းတဲ့လူတွေကဒီကျေဗီဒီယိုလေးကိုရက်လိုက်တော့ရပြီနော်အကိမရသေးတဲ့သူကတော့ဆက်ကြည့်ပြီးတော့တွက်ပါမယ်နော်တော်ပါပြီအဲ့ဆိုနံပါတ်ကငယ်ပါရှင့်ကငယ်မိကုန်လေးကဘယ်လောက်လဲ 东则朝阿爸，得些些，yes，东则朝那得些些，阿爸在呀昂起，他讲我做咩哩呀？做咩东朝东则朝，只是得些些，后盖棉被把咪弄，阿爸我看那哩拆把咪。 โอเคအဲ့တော့ခုခုချင်းပေါင်းကြရအောင်ဟိ6 nation နဲ့ပေါင်းအောင်မယ်ရှေ့ကိုစိတ်တက်ပါအောင်လက်ချောက်ချောက်ရှေ့ပြီးတော့ကို30 31 set 3 34 34ဆိုတော့41ကျင်းစိတ်စိတ်ချင်းပေါင်းမယ်1နဲ့3နဲ့ပေါင်းလိုက်တော့4 4နဲ့1နဲ့ပေါင်းလိုက်တော့5အဲ့ဒါကြောင့်အဖြေကအာရအတဝေးတို့ဘာတို့ရေးရေးဖြေအဖြေပုံမှန်နှစ်ခုချပါမယ်5 4 54 ရမယ်နော်ဒီတာရဲ့နံပါတ်ဂါကြီးတွေ့ရအောင်ဂါကြီးဂါကြီးမိကုန်းလေးက58အပေါင်း20ခဏနဲ့အဲ့တော့ပေါင်းပါပြီ58ကိုနေရာချပါမယ်58 58 28 28 29ဟုတ်ကဲ့ ညင်ပိတ်ပါမယ်အပေါင်းလက္ခဏာခြေခုခုချင်းပေါရအောင်ရှင်းတဲ့ခွင်းနဲ့ပေါအောင်မယ်ရှိကိုစိတ်တက်ပါမယ်လက်ခဏာချောင်းတောင်းရှိပြီးရကိုတဆက်ဆက်တဆက်နေ73 74 55 55ဆိုတော့ပါရေးပါတင်5ရေးတင်တင်ကဲဆက်တဲ့ချင်းပေါအောင်မယ်တင်းနဲ့5နဲ့ပေါတော့6 6နဲ့2နဲ့ပေါတော့ဘယ်လောက်လဲ6ကိုစိတ်တက်ပါမယ်နဲ့6တောင်း6ပြီးရ8ပေါ့ အဲ့တော့အဖြေဘယ်လောက်ရတယ်လဲ85โอเคဖြေလေးထုတ်ရအောင်အာရေအာတဝေထုတ်ဘာတို့ရေရေဖြေအဖြေပုံမှန်နှစ်ခုချ85 85ရပါပြီနော်ဟုတ်ပါပြီအဲ့တော့ကိုယ့်ဘက်ကကိုတွေ့ကြတဲ့သူတွေရောဒီချိန်နဲ့အဖြေမှန်ရလားတခြားလောက်တိုက်ကြည့်ပြပါနော် โอเคအဲဆိုရင်ဒီချေတို့ကလေ့ကျင့်ရန်နံပါတ်ဥပမာပေါ့နော်ဥပမာပုံစံလေးနံပါတ်၄ကိုတောက်လိုက်ကြရအောင်ဟိနံပါတ်၄ကတတို့တမလို့ရ down light တော့ပါတဲ့နော်ดาวไลท์ตั๋วป่าวดาวไลท์ปองมาเก้ดาวไลท์ปองไกลน่ะเว้ยเก้ปองจีปองหิเนี่ยลิเล่ฉาพี่ต่อไปกระมาจะจ่ารอกระแน2ลုံးป่าได้เก๋งโกกระแน2ลုံးป่าได้เก๋งเนี่ยปองมั้ยดีมาจ่ารอกระแน2ลုံးป่าได้เก๋งโกกระแน3ลုံးป่าได้เก๋งเนี่ยปองมั้ย easy easy လေးပဲเนาะအရှိတော့မှာတွက်ခိုက်ပြီးွားခက်ပေါင်းကြည့်ကြရအောင်ဟစ်နင်းနေရှင်းနဲ့ပေါင်းတော့ဘယ်လောက်ရသလဲ10 3ညာရေးတင်းတင်းနဲ့9နဲ့ပေါင်းတော့6 6နဲ့တင်းနဲ့ပေါင်းတော့ဘယ်လောက်လဲခွန်နေအဲ့တော့အဖြေထိုးပြီးအဖြေဘယ်လောက်ရသလဲ80ပေါ့ โอเคဒီဘက်ကနေပေါင်းကြည့်ကြရအောင်เนาะဒီဘက်ကနေပေါင်းပါမယ်9နဲ့6နဲ့ပေါင်းတော့ဘယ်လောက်ရရလဲ7 7 8 8 10 10 4နဲ့ပေါင်းတော့ဘယ်လောက်ရရလဲ9အဲ့တော့အဖြေထုတ်ပြီးအဖြေဘယ်လောက်လဲ9 51 yes တရားတွင်မှာရှိတဲ့ကနန်းနှလုံးပါတဲ့ဂိန်းလေးကိုပေါင်းတယ်ပေါင်းလိုက်တဲ့အခါမှာအဖြေမှာ၃ညရလာတယ်ဒါကကြတော့ကနန်းနှလုံးပါတဲ့ဂိန်းကိုကနန်းတစ်လုံးပါတဲ့ဂိန်းနဲ့ပေါင်းတာဖြစ်ပါတယ်နော်လဲလွယ်လေးပဲ okay အဲ့တော့တရုတ်တမလို့ရေနံပါတ်6ဒေါင်းလိုက်တော့ပါတဲ့ဒီတစ်ခါကျတော့မင်းတို့ဘာသာနေရာချမယ်မင်းတို့ဘာသာတွေ့ကြည့်ရမယ်ဟုတ်ပြီနော်အဲ့တော့ကိုဘာသာကိုတွေ့မဲ့သူတွေကဒီချက်ဗီဒီယိုလေးကိုရက်ပြီးတော့တွေ့ပေးပါအောင်နော် အဲ့တော့အဲပြီးတော့မှတစ်ချက်ဗီဒီယိုလေးကိုပြန်ကြည့်နော်โอเคအဲ့ဆိုနံပါတ်ကကြည့်ဟိနေရာချပါပြီ2929 3331ပေါင်ပါမယ်9နဲ့1နဲ့ပေါင်လိုက်တော့30 3 1 1တင်လိုက်ပါပြီ10နဲ့2နဲ့ပေါင်လိုက်တော့3 3နဲ့3နဲ့ပေါင်လိုက်တော့6အဲ့တော့အဖြေကအဖြေပုံမှန်တစ်ခု6 6 3 နမခောက်ခွေတက်မယ်ဟိ၈အပေါင်း20မိနစ်ဟုတ်ပြီ၈ကခုနေရာမော်လို့ခုနေရာမှာခြားတယ်20နှစ်မှာပါတယ်၂ကခုနေရာမှာပါ10နေရာမှာ၂ကသူ့ရဲ့ရှေ့တဲ့ထဲမှာခြားတယ်ရှင်းတဲ့နှစ်နဲ့ပေါင်းတော့ဘယ်လောက်ရလဲဆိုရင်30 3ညာရေးတင်းနှစ်နဲ့တင်းနဲ့ပေါင်းတော့3အဖြေ30အာရေးအတဝေးတို့ဖောက်ထုတ်ရေးအဖြေအဖြေဘယ်လောက်ရသလဲ30ပါရှင့်ဟာအဖြေတွေကိုကြည့်ကြည့်စမ်းဒီမှာလဲ3ညာတွေပါတယ် ဒီမှာလည်းတုံညာတွေပါတယ်အပေါ်နဲ့တူတာနော်ကနဲနှလုံးပါတဲ့ကိန်းကိုကနဲနှလုံးပါတဲ့ကိန်းနဲ့ပေါင်းတာပဲနော်ဟုတ်ပြီဒီမှာကျောက်ကနဲနှလုံးပါတဲ့ကိန်းကိုကနဲတစ်လုံးပါတဲ့ကိန်းနဲ့ပေါင်းတာပဲအပြည့်ဒီမှာပါရီပါနေတော့တုံညာတွေပါနေနော်ကဲအဲ့ဒါလေးကိုတို့တွေ try ကြည့်ကြည့်မယ်ဟိနံပါတ်9နဲ့10ဟုတ်ပြီနော်အဲ့ဒီနံပါတ်9နဲ့10မှာကာကြီးနဲ့ခောက်ခွေကိုဒီချေကတွက်ပြပြီးတော့မင်းတို့တွေကကားငယ်ကကြီးက homework ယူပေးပါဟဲ့ ဒီချက်ဗီဒီယိုလေးကိုရက်ပြီးရင်လုပ်ပေးရမယ်အဲ့ဒီအဖြေကိုတစ်ချက်ပြီးရင်စစ်ပေးမယ်နော်ရှစ်မှာလဲကာကြီးနဲ့ခောက်ခွေးကိုတစ်ချက်နဲ့တွက်မယ်ကငယ်ကာကြီးက homework ယူပါမယ်ကိုပါတာကိုတွက်ကြည့်ပေးပါနော် okay အဲ့တော့နံပါတ်9ရဲ့ကာကြီးနဲ့ခောက်ခွေးလေးကိုတစ်ချက်တွက်ပြပါမယ်ရှင်အဲ့တော့လာပါနံပါတ်9ဆိုတော့ဒီလိုလေးပေါ့နော် ဟုတ်ပြီအဲ့တော့ခနေပုံမာကာကြီးပု္ပ္ပာကူပြီးဟိရစချောင်းအပေါင်း24နေရာချပြီး16 26နေလေး24ပြီးတော့ရင်မြင်းပိတ်ပါတယ်နော်မြင်းပိတ်ပါတယ်မြင်းပိတ်ပြီးတော့အပေါင်းလက္ခဏာတက် အောင်လက္ခဏာတက်ကဲအဲ့တော့6နဲ့4နဲ့ပေါင်းမယ်တဆယ်3ညာရေးတင်တင်လိုက်ပြီးဒီနဲ့ဒီနဲ့ပေါင်းတော့နင်းနင်းနဲ့နဲ့ပေါင်းတော့4အပြည့်ပဲလောက်လေး40 yes အာရအတဝေတို့ဘာတို့ရေးရေးပြည့်အပြည့်40ဟုတ်ပြီဒါနမကကြည့်ပါဟိကဲနမခောက်ခွေတွက်ပြပါမယ်နမခောက်ခွေက50 ငါအပေါင်းတဆက်ငါနေရာချပြီးတွေ့ရမယ်ငါငါငါဆက်ငါတေငါတဆက်ငါမြင့်ပေမယ်အပေါင်းလက္ခဏာတငါနဲ့ငါနဲ့ပေါင်းတော့တဆယ်တုံညာရေးတင်တင်ငါနဲ့တင်းနဲ့ပေါင်းတော့ခြားခြားနဲ့တင်းနဲ့ပေါင်းတော့ခေါနေအပြည့်ပလောက်နဲ့ခွန်းနဲ့စင်အာအီအာ အဝေးတို့ဘာတို့ရေးရေးပြေအပြေပုံမှန်နှစ်ခုခြားခွဲ့နှစ်၃ညခွဲ့နှစ်စင်းအဲ့တော့ဒီချက်ဗီဒီယိုလေးရက်ပြီးတော့ကောင်းငယ်ကကြီးလေးကိုတွေ့ပြပါနော်ဟုတ်ပြီနော်ပြီးတော့မှဒီချက်ကမတွေ့ပြတော့ဘူးဒီချက်နောက်မှအင်္ဂါစက်တက်ဂရုတွေမှာအဖြေလာစစ်ပေးမယ်နော်။ Okay ပြီးသားပြီဆိုလို့ရှိရင်ဒီချေတို့ကဘာကိုတောင်းနေဆိုရင်နံပါတ်၈ကိုတောင်းကြပါမယ်ရှင့်။၈ရဲ့ကာတီနဲ့ခောက်ခွေကိုဒီချေအတွက်ပြမယ်။ အရောရှိပုံမာကာကြီးရှိရကာကြီးလေးက63အပေါင်းရှိ Okay နေရာချပြီ63ကို8နဲ့နေရာချပါတယ်အပေါင်းလက္ခဏာတက်တခြားဒီလိုဖြစ်သွားတော့မင်းတို့ကပေးတယ်နေနဲ့တက်နေအောင်လုပ်ပြီး8နဲ့ ဟယ်လိုတီချေကအရှိကဗီဒီယိုလေးရဲ့အဆက်ကလေးဖြစ်ပါရနော်ရှေ့ဗီဒီယိုရိုက်နေတော့မှာမီးပြတ်သွားတဲ့အတွက်ကြောင့်မလို့နော်အခုဒါလေးကိုပြန်ပြီးတော့တီချေဆက်ရိုက်ရတာဖြစ်ပါတယ်အဲ့တော့တီချေတို့ဒီမှာဆိုရင်အာ63ကိုနေရာချပါမယ်63တော့အဲ့တော့ဒီရှိကလေးကအခုနေရာမှာဆိုတော့3ရက်အောင်မှာရေးလိုက်ပါပြီပြီးတော့လို့ရှိရင်ဒီချေတို့ငင်းလေးပြိပါမယ်နော် โอเคเนี่ยนี่ไปพี่ต่อไปဆိုရင်တော့အပေါင်းလက္ခဏာလေးတက်အဲ့တော့ခုချင်းပေါင်း30ချင်းပေါင်းပါမယ်ခုခုချင်းပေါင်းတော့3 8 3 8နဲ့ပေါင်းလိုက်တော့10ပြီးွားတော့လက်သုံးချောင်းထောင်တာ10ပြီးွားတော့9 30ဖြစ်ပါတယ်7ဆိုတော့ဘာရေးပါတင်တရေးတက်တင်လိုက်ပါပြီရှင်ကြောင်းနဲ့တင်နဲ့ပေါင်းလိုက်တော့9အဲ့တော့အပြည့်ထိုးပါပြီအာရအသွေးထိုးဖောက်ထိုးရေးရေးဖြည့်အပြည့်ပုံမှန်တစ်ခုချပါမယ်ဘလောက်လဲ87ပြီးသားရင် cross out လေးချလိုက်ပါ ဟဲ့ပြီးတော့ရင်ခါခွေးလေးကိုတွေ့ပြပါနော်အဲ့တော့ခါခွေးလေးကကြတော့ငါအပေါင်း25အဲ့တော့ဒီခြေရုကငါကိုအရင်ဆုံးနေရာချရအောင်ငါကခုနေရာမှာရှိပါတယ်နော်အဲ့တော့25မှာကဘယ်ကနေဘယ်နေရာလေးကခုခုကနေနေတယ် ဒါလေးကခုခဏနေတဲ့ငားပဲအဲ့ဒီငားနဲ့ဒီငားနဲ့တက်နေအောင်နေရာချမယ်နှစ်ကငားတဲ့တဲ့မှာနေရာချလိုက်ပါပြီရှင်အဲ့တော့သူတို့နှစ်ခုကိုပေါင်းကြပါမယ်နော်ငားနဲ့ငားနဲ့ပေါင်းလိုက်တော့တို့သမီးရဲ့၁၀ဆိုတော့၃ညာရေးတက်တယ်မှာပြီးအနေမြင့်ပေါ်မှာနက်နက်တိတ်တိတ်ရေးပြီးတော့ညင်းဆောင်လေးခံပါမယ်နော်၁၀ချင်းပေါင်းလိုက်တော့တက်နက်နှစ်နဲ့ပေါင်းလိုက်တော့၃အဲ့တော့အဖြေဘယ်လောက်ရတယ်လဲအဖြေ ပုံမှန်တစ်ခုခြား3 30ပါရှင်။ Okay ပြီးတော့ရင် cross out လေးချပေးပါနော်။အဲ့တော့ဒီခြေကဒါတို့သမလို့ကိုအာဒီနံပါတ် ခနှစ်ရဲ့ကာကြီနဲ့ခါခွေတွက်ပြီးသွားပြီနံပါတ်၈ရဲ့ကာကြီနဲ့ခါခွေခန်းငယ်နဲ့ကာကြီကိုဒီချက်ကိုမင်းတို့ဘာသာတွက်ပြီးပါအဲ့တော့ဒီချက်ကအဖြေလေးစစ်ပြမယ်နော်အဖြေလေးစစ်ပြပါမယ်โอเคကဲအဲ့တော့ဒီချက်ကိုဒါလေးတွက်ပြီးပါအောင်နော်အဲ့တော့ဒီဗီဒီယိုလေးကိုတေချာရေးလဲအာတိတ်သွားပြီးနားလည်သွားပြီးဆိုတော့မှဒီချက်ကိုနောက်ထပ်ဗီဒီယိုလေးကိုဆက်ကြည့်ပြပါနော်နောက်ထပ်ဗီဒီယိုကြရင်ဒီချက်တို့ကအပေါင်းဆိုင်ရာစီးနင်းတွေကိုတွားကြမယ်နော် โอเคเกอ่ะဆိုရင်ဒီဗီဒီယိုလေးခဏလောက်နားလိုက်ကြရအောင်တတား